ချစ်ဆွဲမုံဆွဲကင်းပါစေလို့အမိပေးထားတဲ့တရားတစ်ခုနဲ့ဓမ္မဒါနတရားအလှပေးလူမှဖြစ်ပါတယ်။လူသားတိုင်းလူသားတိုင်းအသက်ထင်ရှားရှိနေစမှာလေစိတ်ချမ်းသာသာနေခြင်းညားတယ်။သိလို့ရှိရင်လေစိတ်ချမ်းသာသာလေးသိပြီးတော့ကောင်းရာသူကတိရောက်ခြင်းညားတယ်။အနေလဲချမ်းသာအသေးလဲချမ်းသာခြင်းညားတယ်အနေလဲကောင်းအသေးလဲကောင်းအနေလဲလှအသေးလဲလှအနေလဲမြက်အသေးလဲမြက် အနည်းလဲပြောအသေးလဲပြောဖြစ်ချင်နေဆိုရင်ချစ်ဆွဲမုံဆွဲกินရမယ်ချစ်ဆွဲမုံဆွဲအဆွဲกินမှသာအသက်တညာရှိနေစမှာလဲစိတ်ချမ်းသာတယ်စိတ်အေးချမ်းတယ်စိတ်လွတ်လပ်တယ်စိတ်ရှင်းလင်းတယ်သိတဲ့အခါမှာလဲစိတ်အေးချမ်းစွာသိရတယ်စိတ်ရှင်းလင်းစွာသိရတယ်စိတ်လွတ်လပ်စွာသိရတယ်စိတ်ဖြောင်းဖြောင်းသိရတယ်ကောင်းရာသူကလေးကို ရောက်နိုင်ပါတယ်ဒါကြောင့်အသက်တင်ချာရှိနေစမှာလဲချမ်းသာခြင်းနဲ့ ်သင်ရင်လည်းချမ်းသာခြင်းနဲ့ဆိုရင်ချစ်ဆွေမုံဆွေกินရပါမယ်ချစ်ဆွေမုံဆွေအစွဲတွေရှိနေတယ်ဆိုရင်တက်တရားရှိနေစမှာလည်းစိတ်မချမ်းသာဘူးစိတ်မအေးချမ်းသင်ရရမယ်ဆိုရင်လည်းထိတ်ထိတ်လန့်လန့်တုန်လုံလှုပ်လှုပ်နဲ့ပူပူလောင်လောင်ဖြစ်ရတယ်သေတော့လည်းမကောင်းရဒုက္ခတိကို ရောက်ရတယ်ကုသိုလ်ကောင်းမှုရှိရင်ကောင်းရာသူကတိရောက်တယ်ကုသိုလ်တွေလှုပ်ထိုင်ရင်ကောင်းရာသူကတိရောက်တယ်လို့ပြောနေကြပြီမဲ့တကယ်တမ်းကျတော့ကုသိုလ်ကောင်းမှုရှိနေုံနဲ့ကောင်းရာသူကတိမရောက်နိုင်ဘူး ကုသိုလ်တွေလှုပ်ထားရုံနဲ့ကောင်းရာသုဂတိမရောက်နိုင်ဘူးကုသိုလ်တွေလှုပ်ထားပါရဲ့သင်္ကန်းဒီမှာချက်ဆွဲမုံဆွဲအစွဲတစ်ခုခုထင်ရှားသွားတယ်ဆိုရင်အဲ့ဒီအစွဲကပို့လိုက်တဲ့အပေလေးပုံကိုပဲရောက်မှာပဲချက်ဆွဲမုံဆွဲချက်ဆွဲဆိုတော့တဏှာပေါ့လောဘပေါ့မုံဆွဲဆိုတော့ဒေါသပေါ့လောဘနဲ့ဒေါသပါတယ်ဆိုရင်မောဟကလည်းပါပြီးသားပါပဲအဲ့လိုချက်ဆွဲမုံဆွဲလောဘဒေါသမောဟရိနဲ့သေသွားမယ်ဆိုရင်ငရဲဒိဋ္ဌံပြိတ္တာအတုရကေအပေလေးပုံရောက်နိုင်တယ် ခြေဆွဲလောဘကြောင့်ပိတ္တာဖြစ်တဲ့ဒေါသကြောင့်ငရဲသားဖြစ်တဲ့မောဟကြောင့်တိရိစ္ဆာန်ဖြစ်တဲ့လို့ရေပွန်ရားဖြင့်ပြောပေးမယ်လို့ဘယ်ကိလေသာကြောင့်မဆိုဘယ်အပေပုံကိုမဆိုလာရောက်နိုင်ပါ रे အဲ့တော့ကိလေသာနဲ့လည်းသိတယ်ချစ်စွဲမှုဆိုအစွဲနဲ့လည်းသိတယ်တစ်ဖက်ကလည်းအကုသိုလ်ကံအာယုံလေးထင်ပြီးတော့သိတယ်ဆိုရင်မကောင်းတဲ့ဘုံဘဝကိုရောက်သွားနိုင်တယ်တစ်ဖက်ကချစ်စွဲမှုဆိုအစွဲလေးတော့ ဖြစ်နေပါရဲ့ထင်ရှားနေပါရဲ့တစ်ဖက်ကကုသကံလေးထင်ရှားနေတယ်ဆိုရင်တော့ကောင်းမြတ်သူကြီးရောက်နိုင်ပါတယ်။ဆက်ဆက်မုံဆွေလေးဆွဲတယ်အကုသကံလေးထင်လို့အပေလေးပုံရောက်တယ်ဆိုတာအသိမလှဘူးဆိုတာကတော့ထင်ရှားတယ်။ချေစမုံစဲဆွဲပြီးမဲ့ကုသကံအာယုံလေးလည်းတွဲထင်နေဆိုရင်တော့လူဘုံနဲ့ဘုံကောင်းရသူကြီးရောက်နိုင်နေဒါဆိုရင်အသေးလှရောလားဆိုတော့အစွဲနဲ့တည်သွားတယ်ဆိုရင်ကံနဲ့ထိုက်တန်တဲ့အစင်းမြင့်တဲ့ဘွားကိုမရောက်တဲ့အတွက်အသေးလှတယ်လို့မခေါ်နိုင်ပြန်ဘူးတတ္တဝါတွေတည်ပြီးနောက် ဘဝတစ်ခုလာရောက်ကြတယ်ဆိုတဲ့နေရာမှာကံပြီးတဲ့ဘဝရတာရေတဏှာပြီးတဲ့ဘဝရတာရေလို့နှစ်မျိုးရှိပါတယ်ကံနဲ့ထိုက်တန်တဲ့ဘဝရတာကြတော့ကံပြီးတဲ့ဘဝရတာပေါ့ကံနဲ့ထိုက်တန်တဲ့ဘဝမရဘဲနဲ့တဏှာနဲ့ပဲထိုက်တန်တဲ့ဘဝရတာကြတော့တဏှာပြီးတဲ့ဘဝရတာပေါ့ဥပမာပြောရမယ်ဆိုရင်ကိုယ်ကံကသိန်းတစ်ထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်တတ်တဲ့ကံရှိတယ်ဒါပေမဲ့ကိုယ်ကတသိန်းပဲချမ်းသာမဲ့သူကိုချစ်ဆွဲလေးဆွဲပြီးတော့တဏှာဖြစ်နေတယ်ဆိုရင် ကိုကံနဲ့ထိုက်တန်နဲ့သိန်းတထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးမဖြစ်တော့ဘဲနဲ့ကိုတဏှာနဲ့ထိုက်တန်နဲ့တသိန်းမဲ့ချမ်းသာတဲ့မိဘရဲ့သားသမီးပဲဖြစ်သွားတတ်တယ်။ကံကဘလောက်ပဲမြင့်မြင့်တဏှာကနှိမ့်နေရင်နှိမ့်နေတဏှာပြီးတဲ့ဘဝပဲရပါတယ်။ကိုကံကတသိန်းမဲ့ချမ်းသာတဲ့ကံရှိတယ်။ကိုယ်တဏှာကတသိန်းတထောင်ချမ်းသာမဲ့မိဘကိုချစ်ဆွဲဆွဲတယ်ဆိုရင်တော့သိန်းတထောင်ချမ်းသာတဲ့မိဘရဲ့သားသမီးဖြစ်ရောလားလို့မေးစရာရှိတယ်။အဲ့ဒီလိုတော့မဖြစ်ဘူးပေါ့။အဓိကအခြေခံကတော့ကံပါပဲ အဲ့ဒီကံကိုမှတဏှာကထပ်ပြီးတော့ခြေလဲတာကံရှိသလောက်ထဲကိုမှတဏှာကခြေလဲလို့ရတာကံရှိတဲ့ပူပြီးတော့ခြေလဲလို့မရဘူးပေါ့ဒါပေမဲ့ကိုကတသိမ့်မဲ့ချမ်းသာနေတဲ့ကံရှိပြီမဲ့သိမ့်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ချစ်ဆွဲဆွဲနေတယ်ဆိုရင်သိမ့်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ် ਨੇ ပတ်သက်တဲ့သူတွေဖြစ်မဲ့သာသမီရင်တော့ဖြစ်မှာမဟုတ်ဘူးအဲ့ဒီသိမ့်ထောင်ချမ်းသာတဲ့ပုဂ္ဂိုလ်ရဲ့အလုသမာအခိုင်အစင်စသည်အဖြစ်ပေါ့လေအဲ့လိုသူ့ကိုအမြဲတမ်းမြင်တွေ့ခွင့်ရတဲ့ဘဝတော့ရောက်မှာပေါ့ ဲ့တော့ကံပြီးတဲ့ဘဝရဲ့တဏှာပြီးတဲ့ဘဝရဲ့နှစ်မျိုးရှိတယ်ချစ်ဆွဲမုန်းဆဲဆွဲနေရင်တဏှာပြီးတဲ့ဘဝပဲရမှာပဲတဏှာဆိုလို့ချစ်ဆွဲမှမဟုတ်ပါဘူးမုန်းဆွဲလည်းတဏှာပဲမုန်းနေလို့ရှိရင်လည်းဆွဲသွားပြီဆိုရင်အဲ့ဒီကိုမုန်းတဲ့လူအဲ့ဒီမုန်းဆဲဆွဲနေရတာကိုပဲအရသာရှိနေတာသူ့ကိုမုန်းနေလဲရတာကအရသာရှိတယ်သူ့ကိုမကြင်မနဲ့ဖြစ်နေရတာကသဘောကျနေတယ်အဲ့တော့မုန်းတဲ့ဒေါသမှလည်းပဲတဏှာကလိုက်ပြီးတော့ပါနေတာပါပဲအဲ့တော့ချစ်ဆွဲဆွဲနေရင်ကံပြီးတဲ့ဘဝ မရဘဲနဲ့တဏှာပြတဲ့ဘဝရရတယ်ဆိုတော့တခြားမကြည့်နဲ့တောတပံဖြစ်ပြီးသားဗေမိသားရအကြောင်းတကာကြီးတောင်မှသာသနာပြုကုသကောင်းမှုတွေလည်းအများကြီးလုပ်တယ်။ဒီကံဒီမှာလည်းသာရဇရတကထောင်သွင်းခြင်းကြတာတော့ဝိပဿနာဘာဝနာတွေပေါ်များနေတာပါပဲ။ဟိုအရိယာလည်းဖြစ်ပြီးသားကုသကောင်းမှုတွေလည်းအများကြီးရှိတယ်ဆိုတော့သူ့ရဲ့ကုသကံကတူတည်တာနဲ့ပြီးလို့လောက်ထိရောက်နိုင်တာပေါ့။ဒါပေမဲ့သူကဒီကံဒီလေးမှာသူဟိုးလွန်ခဲ့တဲ့ခုနှစ်ဘဝဇက်တိုက်နေခဲ့မှုတဲ့စတုမာတွေနဲ့ပြီး ကန္ဓဘနတ်ရက်ွက်ကလေးအာယုံမှာပေါ်လာတယ်ပေါ်လာပြီးတော့အဲ့ဒီကန္ဓဘနတ်ရက်ွက်လေးကိုတန်ဆင်တွေ့ပြီးတော့ချစ်ဆွဲဆွဲသွားလိုက်တဲ့အတွေ့ကိုကန်နဲ့ထိုက်တန်တဲ့တူးတည်တန်နတ်ပြည်အစင်းမြင်မြန်ဘဝကိုမရောက်ဘဲနဲ့နတ်ပြည်၆ထပ်မှာအနေဆုံးနတ်ပြည်ဖြစ်တဲ့စတုမာရီနတ်ပြည်အဲ့ဒီစတုမာရီနတ်ပြည်မှာလည်းပဲသူတစ်ပါးကိုကပ်ပြတ်ဖြိုပြီးတီးဆူဖြိုပြီးတီးမှုဖြိုပြီးပြီးတော့အုံတော်ခံရတဲ့ကန္ဓဘနတ်မျိုးကကြည်တဲ့နတ်မျိုးမှာပဲသွားပြီးတော့ဖြစ်ရရှာတယ် ဒါချစ်ဆွေးကြောင့်မလို့ကံပြီးတဲ့ဘဝမရဘဲနဲ့တနာပြီးတဲ့ဘဝရသွားတာပါဒါကြောင့်ကောင်းရာတုက္ကိရောက်အသေးလှခြင်းနဲ့အစဉ်နှမြင့်မြင့်ဘဝကိုရောက်ခြင်းနဲ့ဆိုရင်ချစ်ဆွေးလဲกินရမယ်မုံဆွေးလဲပဲกินရမှာပဲဆွဲတယ်ဆွဲတယ်ဆိုတာချစ်မှဆွဲတာမဟုတ်ဘူးမုံရင်လဲဆွဲတာပဲမုံတဲ့လူကိုမေ့ကိုမမေ့ဘူးတနည်းနည်းတော့တွေ့ဦးမယ်တနည်းတော့ကလေးစားချီမယ်စသည်အားဖြင့်ကိုမုံတဲ့လူကလည်းမကြမကြတတိယနေတတ်တယ် အဲ့ဒီလိုမုံဆွေလေးဆွဲပြီးသိမယ်ဆိုရင်လေကုသကံအာယုံထင်းလို့ကောင်းရသူကြီးရောက်တယ်ပဲထားအောင်တော့ကံနဲ့ထိုက်တန်တဲ့ဘဝကိုမရဘဲနဲ့မုံဆွေတဏှာနဲ့ထိုက်တန်တဲ့ဘဝကိုပဲရသွားတတ်တယ်။ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း90ပတ်ဝန်းကျင်တုန်းကအညာဒိသကြီးရကြီးတရားမှာညီကိုသုံးယောက်ရှိတယ်။အဲ့ဒီညီကိုသုံးယောက်ကအင်မတန်ဆူသမ်းမိုက်မဲ့တဲ့ညီကိုတွေပေါ့။တရားလုံးမှာသူတို့မပြည့်ဘူးတဲ့မကောင်းမှုဆိုတာတခုမှမရှိဘူး။တရားလုံးရဲ့အော်ကြောလံမယ်။ အဲ့ဒါတနည်းကြတော့ဇနီးမယားသမီးသားတွေရှိပါလျက်နဲ့ညီကိုသုံးအထက်ကအကိုအကြီးဆုံးတယောက်ကရွာထဲကအင်မတန်ချုံမောလှပတဲ့မိမပြူလေးတယောက်ကိုသမီးစားစကားသွားပြောတယ်။ကရင်လေးပြန်လိုက်ပြီးတော့နှောက်ရက်တယ်။အဲ့ဒီမှနေအဲ့ဒီမိမပြူလေးကမကြင်မနဲ့ဖြစ်တဲ့အတွက်ချစ်သူယောက်ျားလေးကိုပြောချစ်သူယောက်ျားလေးကဒီညီကိုသုံးကလှုပ်ထားတဲ့ပြင့်မှုတွေကိုစဉ်းစားနေတေချာပြုစုပြီးတော့ community ကိုတိုင်လိုက်တယ်။အဲ့ဒီတုန်းကအဲ့ဒီဒေသက community ကြီးစိုးနေတဲ့အချိန် ဓမ္မမှုတွေလူရဲမှုတွေစတဲ့ပြဿနာတွေဖြစ်ပြီးဆိုရင်အရှင်လက်လက်တတ်ပြီးတော့နေမြေအေးချမ်းအောင်လုပ်နေတဲ့အချိန်ပေါ့အဲ့ဒီမှာနေကွန်မြူနတီကဒီညီကိုသုံးယောက်ကိုဖမ်းပြီးတော့ရွာလူကြီးရဲ့အရှင်မှာအရှင်လက်လက်တတ်တယ်တတ်တော့အလညာနေပဲကျင်းကြီးတွင်တူကျွန်းရဲ့အဝမှာညီကိုသုံးယောက်ကိုတရားနဲ့တရားလက်မောင်းချင်းချိန်ပြီးတော့လက်ပြန်ကျူးတုပ်ထားတာပေါ့ အဲ့တော့တတ်လူစဲစဲချိန်မှာပဲဖြာဦးကျောင်းဆရာတော်ကတွင်းနှခမ်းဝတီရောက်လာတယ်။သူတို့ကိုဘေးမဲ့တောင်းပေမဲ့ဘေးမဲ့မရတော့အသက်ကဲတင်လို့မရတော့ကဲမင်းတို့သူအကောင်ကလည်းကဲတင်လို့မရတော့ဘူး။ကဲတဲ့နှကုံသုံးမှာလိုက်ဆိုကြဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတရဏကုံသုံးမှာတိုင်ပေးတယ်။အဲ့တော့တရဏကုံသုံးမှာလိုက်ဆိုကြတာပေါ့။တရဏကုံသုံးမှာရွဆိုလို့ပြီးတယ်ဆိုရင်မဲဒီကောင်တွေကိုပြန်ကလေးစားခြေပြစေဆိုပြီးတော့အကူကអော်လိုက်တော့ ွန်မြူနီခေါင်းဆောင်ကသူ့ကိုတနက်နဲ့လှမ်းပြတဲ့အချိန်ညာဘက်ရှင်ကိုထိပြီးတော့သုံးအောင်လုံးတွင်းနဲ့ပြုတ်ကြအရှင်လက်လက်မြေဖုတ်ပြီးတော့တတ်လိုက်တဲ့အတွက်အားလုံးသေသွားကြတယ်ပေါ့တေကန်ဒီမှာညီကိုသုံးအောင်လုံးကသူတို့ကိုကွန်မြူနီတွေကိုတိုင်တဲ့ဒီချစ်သူရေးစာနှစ်ယောက်အပေါ်မှာမုံဆွဲဆွဲနေတယ်ကလေးစားချင်းချင်းတဲ့စိတ်တွေဖြစ်နေတယ်မကြင်မနဲ့တဲ့စိတ်တွေဖြစ်နေတယ်အဲ့တော့တရဏဂုံသုံးပါးဆောက်တည်ရတဲ့ကုသိုလ်ကောင်းမှုကြောင့်တကယ်ဆိုရင်တော့နတ်ပြည်ထီတောင်ရောက်နိုင်တာပဲ။ဒါပေမဲ့တရဏဂုံသုံးပါးဆောက်တည်တဲ့ကုသိုလ်ကြောင့်နတ်ပြည်ထီမရောက်တော့ဘဲနဲ့သူတို့ရဲ့ မုံဆွဲမုံနဲ့ဒေါသနဲ့တွဲနေတဲ့မုံဆွဲတဏှာကပို့ပေးလိုက်တဲ့ဘဝရောက်သွားတယ်သူတို့မကျင်တတ်ပါဘူးဆိုတဲ့ဒီသမီးကြီးစားနှစ်ယောက်ကိုပဲမိဘပြန်တော်ရတယ်ဒီနှစ်ယောက်ရဲ့ဝန်ထဲမှာပြန်ဝင်စားအမွှာဘူး၃ယောက်လေးဖြစ်နေပြန်မွေးဖွားလာတယ်နောက်တစ်နှစ်လောက်ကြာတော့မွေးဖွားလာတဲ့ခါမှာအမွှာညီကို၃ယောက်အကြီးဆုံးကောင်လေးညာဘက်ရှင်ဦးလေးကြည့်တော့လေအရင်ဘွားကတနက်မှန်ထားတဲ့ဒဏ်ရာလေးပါလာတော့ဟိုကောင်သုံးကောင်သေးကြပြီဆိုပြီးတော့အဖေလုတဲ့သူက ီနီဂန်နဲ့ဝင်ပြီးတော့ဒီခလေးသုံးအောင်ကိုချက်ချင်းပဲဒါနဲ့ကုတ်တက်ဖို့ကြိုးစားတယ်။ဒါပေမဲ့အလုံးပိုင်းတားလို့တတ်တော့မတတ်လိုက်ရဘူးပေါ့။ဒါပေမဲ့အဖေကလည်းဒီခလေးသုံးအောင်ကိုမုန်းတယ်။အမေကလည်းဒီခလေးသုံးအောင်ကိုမုန်းတယ်။မွေးကလေးကလုံးဝနှုတ်ကြုံတစ်စက်တောင်မှမတိုက်ကြွေးပါဘူး။ဆွေတွေမျိုးတွေကဝမ်းဝမ်းပြီးတော့ပြုစုဆောင်ရှောက်ထားရတယ်။နောက်တော့အသင်အနေဆုံရလို့ရာဟုချောင်းပို့ရောက်ရောက်ဆရာတော်ကကိုရင်ဝတ်ပေး။စာသင်တိုင်းတွေလှုပ်ပရိယတ်ဒီစာပေတွေသင်ကြားရလို့အခုတော့သာသနာပေါ်မှာမွေးလျော်နေကြတယ်။ ီလသမารိပညာနဲ့ပြည့်စုံပြီးတော့သာသနာပြုနေကြတဲ့ဆရာတော်တန်ကတော့သုံးပါဖြစ်နေပါပြီ။တာရိဟန်တွေကသာသနာပြုဆရာတော်တွေဖြစ်နေတာတောင်မှမုန်းဆွဲဆွဲတာမုန်းလို့အားမရတော့ဆရာတော်တန်ကတော့ဒီစီတခါမှလည်းသွားမဖူးပါဘူး။ပစ္စည်းလေးပါလည်းလုံးဝမလှူဘူး။နဝကမငွေကြီးလည်းတပြားတစ်ချက်မှကိုမလှူဘူး။အဲ့ဒါမေတော်ကြီးနဲ့စကားပြောချင်လို့တာအငယ်ဆုံးသာယဟန်တော်သာဆရာတော်ကလာပြီးတော့တမင်စကားပြောတော့တောင်မှလုံးဝအပြောမခံဘူးမုံတီးနေတယ်။ဒါကြောင့်မုံဆွဲတနာဟာလည်း အမြတမ်းကြောက်စရာကောင်းပါလေအဖြစ်ပျက်ကြီးကတော့အများကြီးရှိတာပေါ့လေဒီလိုပဲပေါ့ကြောင်လေးတကောင်လဲအိမ်မှာရှိတဲ့ငကြိုတွေခိုးစားတော့အင်းရှင်ယောက်ျားကဒီကြောင်လေးကို6လောက်လေးပဲဓာတ်နဲ့ခုတ်ဖြတ်ပြီးတော့တတ်လိုက်တာအဲ့ဒါဒီကံဒီမှာဒီကြောင်ကလည်းသူ့ကိုဓာတ်နဲ့ခုတ်တတ်တဲ့သခင်ကိုစိတ်စင်ကြီးကြည့်ပြီးတော့မုန်းတီးတဲ့စိတ်နဲ့ပေးသွားတော့ဒီသခင်ဒီအိမ်မှရှင်ဒီတကာရဲ့ပါလီအဖြစ်နဲ့ပြန်ပြီးတော့လူဝန်စားလေးပြန်ဖြစ်လာတယ်။မွေးကလေးကလက်နှစ်ဖက်ချင်းနှစ်ဖက်ပါမလာဘူးပေါ့ အဲ့လိုဖြစ်ပေါ်မုံဆွဲဟာလည်းအမတန်ကြောက်စရာကောင်းပါလေဒါကြောင့်အသေးလှတဲ့သူအသေးကောင်းတဲ့သူအသေးမြတ်တဲ့သူဖြစ်ချင်တယ်ဆိုရင်ချစ်ဆွဲလေกินရမယ်မုံဆွဲလေกินရမယ်ချစ်တော့ချစ်ပါမဆွဲပါနဲ့မုံတော့မုံမှမဆွဲပါနဲ့ မဲမုံတော့မုံမပြောလို့တပြောတာမုံနာကတော့လုံးဝမမုံနာအကောင်းဆုံးပဲเนาะချစ်တာကတော့ဘလို့မတားမြဲလို့ချစ်ချင်းချစ်မုံနာကတော့လုံးဝကိုမမုံနဲ့မလွဲမချောင်သာလို့မုံနဲ့မကြင်မနဲ့ဖြစ်တယ်ဆိုရင်ပြီးပြီးရောဖြစ်ပါစေချစ်တယ်ဆိုရင်လေတွေ့ကမှချစ်တယောက်ကောင်းညတယောက်ဆောင်းရရှိကမှဆောင်းစိတ်ထဲမှာကိုချစ်တဲ့သူကအမြဲတမ်းသတိရနေတာမျိုးကိုရဲ့စိတ်အစဉ်မှာကိုချစ်တဲ့သူကအမြဲတမ်းလွှမ်းမိုးနေတာမျိုးမဖြစ်စေနဲ့အဲ့တော့ချစ်ဆွဲမုံဆွဲဆွဲရင် သိရင်လည်းအသေးလာတဲ့သူမဖြစ်နိုင်ပါဘူးအကုသိုလ်ကြောင့်သိရင်တော့ပေလေးမုံရောက်မယ်ကုသိုလ်နဲ့တွဲပြီးသိလို့ကာယတုကြီးရောက်တဲ့ထားအောင်တော့ချက်ဆွဲမုံဆွဲကပို့ပေးတဲ့နေရာပဲရောက်နိုင်တဲ့အတွက်ကံနဲ့ထိုက်တန်တဲ့အစဉ်မြင်မြင်ဘဝကိုမရနိုင်ပါဘူးအသက်ထင်ရှားရှိနေစမှလည်းချက်ဆွဲမုံဆွဲတွေနဲ့ရှင်သန်နေရတယ်ဆိုရင်ကိုယ်စိတ်ကမလွတ်လပ်တော့ဘူးကိုယ်စိတ်မှာကိုချစ်တဲ့သူကလွန်မှုနေတယ်ကိုယ်စိတ်မှာကိုမုန်းတဲ့သူကလွန်မှုနေတယ်ချစ်တဲ့သူကိုတရိယာနေရတာမုန်းတဲ့သူကိုတရိယာနေရတာနဲ့ပဲစိတ်ဟာပင်ပန်းနွမ်းနေနေတယ်စိတ်ဟာပူလောင်နေတယ်စိတ်ဟာတင်းကြပ်နေတယ် တဲ့စိတ်ဟာလွတ်လွတ်လပ်လပ်မရှိတော့ဘူးချစ်တဲ့စိတ် မုန်းတဲ့စိတ်ကအစွဲကြီးပြီးတော့ပြင်းထန်သွားတယ်ဆိုရင်အဲ့ဒီချစ်စိတ်မုန်းစိတ်ချစ်ဆွဲမုန်းဆွဲကြောင့်မလွတ်ရတဲ့မကောင်းမှုဆိုတာလည်းမရှိတော့ဘူးချစ်စိတ်တွေချစ်ဆွဲတွေလွန်ကဲသွားပြီးမုန်းဆွဲတွေလွန်ကဲသွားပြီဆိုရင်ဘယ်မကောင်းမှုမှမဆိုကျူးလွန်ရဲသွားတယ်ဒီတော့မလွတ်တဲ့မလွတ်ထိုက်တဲ့အလုပ်တွေလုပ်မိမပြောတဲ့မပြောထိုက်တဲ့စကားတွေပြောမိသွားတဲ့အတွက်နောင်တတရားတွေနဲ့လည်းစိတ်ကပူလောင်နေရတတ်ပါတယ် ဒါကြောင့်အသက်ထင်ရှားရှိနေစမှာလဲစိတ်အေးအေးချမ်းချမ်းလေးဖြစ်ရှင်နေပြီးတော့လည်းကောင်းတဲ့သူကလေးရောက်ပြီးတော့ကံနဲ့ထိုက်တဲ့နဲ့အဆင်းမြင့်မြန်ဘဝကိုရကျင်နေဆိုရင်ချစ်ဆွဲလဲကင်းပါစေမုံဆွဲလဲကင်းပါစေချစ်ဆွဲမုံဆွဲကင်းနေဆိုရင်လောလောဆယ်ကူကဒီတစ်စက္ကန့်မှာချစ်ဆွဲမုံဆွဲကင်းနေဆိုရင်ဒီတစ်စက္ကန့်ကူကစိတ်ချမ်းသာတယ်စိတ်အေးချမ်းပါတယ်သေးတယ်သေးတယ်ဆိုတော့ကအာအသေးကောင်းအောင်အသေးလှောင်အောင်ဆိုပြီးတော့ဘယ်လိုများပြပြရမလဲသေနည်းလေးသင်ရအောင်မလားနဲ့ပြောရတယ်ဒီကတည်းကတော့သေနည်းဆိုတာအထူးမသင်ရပါဘူး ပေးတဲ့နီးဆိုရလဲတီးချာမရှိပါဘူးနီးနီးတက်ရင်တီးနီးတက်ပါတယ်နီးနီးကောင်းရင်တီးနီးကောင်းပါတယ်တေးတယ်ဆိုတာဘာမှလည်းအထူးဆန်းမှုပေါ့မနေရတော့တာကိုပဲတေးတယ်လို့ခေါ်တာနေတာလေးတွေစက်တက်စက်တက်ဖြစ်နေရကနေဆက်မနေရတော့မနဲ့ဖြတ်ခနေရက်သွားတာကိုပဲတေးတယ်ခေါ်တာဆိုတော့နီးနေစင်မှာကောင်းနေရင်နေတာလေးရက်သွားလို့တေးတာလည်းကောင်းတာပဲပေါ့ ဲ့တော့နေနေစမှာချစ်ဆွေးမှုဆွေးกินရင်ပြီးတော့လေချစ်ဆွေးမှုဆွေးกินပါတယ်ချစ်ဆွေးမှုဆွေးกินနေတဲ့ဆိုမှကိုပြုထားတဲ့ကုသကောင်းမှုတွေအာရုံပြုပြီးသိကိုရဲ့ကုသကံနဲ့ထိုက်တန်တဲ့ဘဝကိုရပါလိမ့်မယ်။ဒါကြောင့်ချစ်ဆွေးမှုဆွေးဘာမှဆွဲမနေနောက်ပေါ်ကျရင်ဘယ်သူကိုအဖေပြန်တော်ခြင်းနဲ့ဘယ်သူမိဘပြန်တော်ခြင်းနဲ့ဘယ်သူတော်သားသမီးတော်ခြင်းနဲ့ဘယ်သူနဲ့တော့ပြန်ဆုံခြင်းနဲ့ဘာရင်းညာတွေဟူဆွဲဒီဆဲဆွဲမနေပါနဲ့တော့ကိုရဲ့ကုသကံကသာအကောင်းဆုံးစံချိန်နဲ့အရည်သွေးအမြင့်ဆုံးဖြစ်အောင်လုပ်ထားပါ။ကိုရဲ့ကုသကံနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်တွေနဲ့ဆုံစည်းရပါလိမ့်မယ်။ကိုရဲ့ကုသကံနဲ့ထိုက်တန်တဲ့ ဲ့ပတ်ဝန်းကျင်ကိုရောက်ပြီးတော့ပျော်ရွှင် ချမ်းမြေ့ရပါလိမ့်မယ်။ဒါကြောင့်တရားနာပိသက်များအားလုံးချစ်ဆွဲမုန်းဆွဲအဆွဲအားလုံးကင်းကြပါစေ။ချစ်ဆွဲမုန်းဆွဲကင်းအောင်ကြိုးစားအားထုတ်နိုင်ကြတဲ့အတွက်မိမိတို့ယေမန်တော်နာတဲ့ဗောဓိဉာဏ်နဲ့နိဗ္ဗာန်ချမ်းသာကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နဲ့ဥစဉ်တို့ရဲ့ချစ်ဆွဲမုန်းဆွဲကင်းပါစေတရားတော်ကိုဒီနေရာမှာပဲဤကုန်းချုပ်ပါတော့မယ်။အပမဒီနာတံပါဒီတာ အပမဒိနမမိမလျောမပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒီထသီလသမာဓိပညာဥစွာသောတိခါသုံးပါးတို့ကို ကိုစီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း